ခုတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယတိုက်ခိုက်မှုကိုပါကစ္စတန်သုတ်ပြန်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယဘက်ကပါကစ္စတန်ထည့်ကျုပ်ထားတဲ့ကက်ရှမီးယားဒေသအပါအဝင်တိစက်နေဒေသတချို့ကိုလေဆာငါတိုက်ခိုက်မှုပြုလုပ်ခဲ့မှုကိုပါကစ္စတန်ဘက်ကတုံ့ပြန်တိုက်ခိုက်သွားမယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယဘိုင်းကက်ရှမီးယားဒေသမှာအစ္စလာမ်မြေကျပ်ဖက်တွေကထိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်26ရက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက်ပါကစ္စတန်ပိုင်းနယ်ထဲမှာခုအောင်းနေတဲ့အစိုးရအကြမ်းဖက်တွေရဲ့လက်ဆဲဖြစ်တယ်လို့သတ်မှတ်ပြီးအိန္ဒိယဘက်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်နောက်စစ်စင်ရေးကိုအမိပေးထားတဲ့အဆိုပါတိုက်ခိုက်မှုကြောင့်32ဦးတိတ်ဆုံးခဲ့ပြီး40ယောက်ဒဏ်ရာရှိခဲ့တယ်လို့ပါကစ္စတန်စစ်ရဲကသတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကအကြမ်းဖက်တွေခုံအောင်နေတဲ့နေရာတွေကို စနစ်တကျထောက်လှမ်းတည်ပြပြီးမှတိုက်ခိုက်ခဲ့တာဖြစ်တယ်။ပါကစ္စတန်စစ်ဘက်နဲ့ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘူးလို့သိရပါတယ်။တနင်္ဂနွေနေ့စတဲ့ချောင်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကြားမှာလည်းလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရလို့သိရပါဗျ။ဒီသတင်းကိုတော့ညင်ကြောင်းဝါပေးဖို့လားပါ။